ကျမတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ23ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေပေါ်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမအူဇုံအနေနဲ့တင်ဆက်ပေးချင်တာကတော့တော်လန်ရေးတက်များရဲ့စွန်းမိုးနေမြေမှာမလေးရှားနိုင်ငံထပ်ပင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးအစိုးရတရက်လိုအပ်နေမှုကို ERO များကသဘောတူညီလက်ခံတန်းဟု ။ NUG ဝန်ကြီးဒေါက်တာဇော်ဝေစုပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။မြန်မာနိုင်ငံမှာတော်လှန်ရေးတပ်များရဲ့စူးမှုနေမြေမှာမလေးရှားနိုင်ငံထပ်ပင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးအစိုးရတရက်လိုအပ်နေသည်ကိုတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ IRO များကအခြေခံအားဖြင့်သဘောတူညီလက်ခံထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးဒေါက်တာဇော်ဝေစုကပြောဆိုပါတယ်။တဘာမဂါရီယမဝါရင်တည်င်းတော့ဥက္ကမောင်စုနဲ့တွေ့ဆုံမေးမြန်းခန်းမှာအမျိုးသားညီညွတ်ရေးအစိုးရပညာရေးနှင့်ကျန်းမာရေးဝန်ကြီး ေါက်တာဇော်ဝေစိုးကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိမှာမြန်မာနိုင်ငံမှာတော်လှန်ရေးတပ်များရဲ့စူမိုအေရီယာဟာမလေးရှားနိုင်ငံထက်ပေကြီးမားနေပြီးစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့်လဲပတ်နေကြောင်းလီချောင်းရမအပတော်လှန်ရေးတပ်များတွာလာနိုင်တဲ့နေရာမှာကြီးမားကျယ်ပြန့်လာကြောင်းဒေါက်တာဇော်ဝေစိုးကပြောဆိုပါတယ်။အခုကျွန်တော်တို့တွေစူမိုတဲ့နေမြေကမလေးရှားနိုင်ငံလောက်မကတော့ဘူးကျေနေပြီ။အဲ့ဒီ feeling တကယ်ကိုမြေပြင်စူးမိုးနေတာအခုကျွန်တော်ဖြတ်သွားလိုက်ရင်လေကွင်းတွေစိုက်ခင်းပြိုးခင်းတွေ မဆိုင်တဲ့မပြိုးတဲ့လေခွင်းမှမရှိတာမဆိုင်တဲ့မပြိုးတဲ့နေရဒေတာမှမရှိတာနောက်မွေးမြူရေးတွေလုပ်ငန်းတွေလည်းလေပတ်နေတာပုံမှန်လေပတ်နေတဲ့စုမိုးဒေတာတခုရှိနေတယ်လေချောင်းရံမှာအပါပေါ်ရှိနေတယ်ဆိုတဲ့ခန်းစားချက်မျိုးရတယ်ဒီမီဒီဒီဒေတာတွေငါတို့တွေပိုင်ဆိုးနေပါလားငါတို့တွေတွားနိုင်လာနိုင်လုံနိုင်ကိုင်နိုင်ပါလားဆိုတဲ့အသည့်နဲ့ feeling ခန်းစားချက်ကမြေပြင်ရောက်နေတဲ့အချိန်မှာရပါတယ်လို့ဒေါက်တာဇော်ဝေဆိုးကရှင်းပြပါတယ် မလေးရှားနိုင်ငံဟာ Arias 2ရဲ့မိုင်ပေါင်း33,924ကျော်ဝန်ပြီးမြန်မာနိုင်ငံမှာ Arias 2ရဲ့မိုင်ပေါင်း26,128ရှိတဲ့အတွက်မလေးရှားနိုင်ငံမှာမြန်မာနိုင်ငံထက်နှဆခန့်သေးငယ်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါ့အပြင်တော်လန်ရေးတပ်များစူးမိုးနေတဲ့နေမည်များကိုအခြေခံ၍အသွင်ကူးပြောင်းရေးအစိုးရတရက်ဖွဲ့စည်းရန်လိုအပ်သည့်သို့သောသဘောထားကိုတိုင်းရင်းသားတော်လန်ရေးလက်နက်ကိုင်အဖွဲ့အစည်း ERO များကနားလည်လက်ခံသဘောတူထားကြောင်း ထိုအဆင့်သို့တက်လန်းရန်စီရင်တဲ့နိုင်ငံရေးနောက်တဆင့်တက်ရန်လိုအပ်ကြောင်းသူကဆက်ပြောပါတယ်။ကျွန်တော် informal အဖွဲ့အစည်းတွေနဲ့တွေ့ဆုံတဲ့လောက် informal ကျွန်တော်နားလည်ရတဲ့လောက်တော့အဖွဲ့အစည်းတွေအလုံးကတကယ်ကိုအသွင်ကူးပြောင်းရေးကာလအသွင်ကူးပြောင်းရေးအစိုးရတစ်ခုလိုအပ်တယ်ဆိုတာအလုံးသဘောတူပါတယ်။ဒါပေမဲ့အဲ့ဒီလိုဖြစ်လာဖို့အတွက်ကတော့စီရင်နိုင်ငံရေးနောက်တဆင့်တက်ဖို့လိုပါတယ်။နောက်တဆင့်တက်ဖို့အတွက်ကျွန်တော်တို့ကအဲ့ဒါကိုစူးစမ်းရမယ်။ဒါကြောင့်စီရင်နိုင်ငံရေးနောက်တဆင့်တက်ဖို့အတွက်အားလုံးဝိုင်းပြီးတော့စူးစမ်းဖို့လိုတယ်။ အားလုံးရဲ့သဘောကတော့ Federal Democracy နိုင်ငံမဖြစ်ခင်မှာ transition နဲ့ government နဲ့ transition နဲ့ arrangement လိုတယ်ဆိုတာကိုအားလုံးသဘောတူပါတယ်။မလေးရှားနိုင်ငံလောက်မကတဲ့နေမြေစိုးမိုးမှုရှိနေပြီ။2021တုန်းကဘာနေမြေမှာမစိုးမိုးဘူး။2025မှာတက်ဆိုင်ရာ Federal Data Alike ရခိုင်ဆိုရင်ရခိုင်မှာတိမ့်ထားတာအများကြီးပဲ။အလားတူပဲချင်း၊ကချင်း၊ရှမ်းမြောက်၊ကရင်နီအခုဆိုရင်ကရင်ပေါ့။အထက်ထဲမှာလည်းပြည်မဒေတာတွေလည်းအများကြီးပဲ။ ဲ့ဒီအပေါ်မှာအခြေခံပြီးတော့အသွင်ကူးပြောင်းရေးကာလအစိုးရတစ်ခုလိုတယ်ဆိုတာအလုံးသဘောပေါက်ပါတယ်သဘောလဲတူတယ်ဘယ်လိုသွားမလဲဆိုတာတော့နီးလန်းအမျိုးမျိုးရှိမှာပေါ့အလုံးရဲ့ရည်ရွယ်ချက်ကတော့အသွင်ကူးပြောင်းရေးအစိုးရလိုတယ်ဆိုတာအလုံးသဘောတူပါတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်စစ်အာဏာရှင်ကိုချိန်မုံပြီးအသွင်ကူးပြောင်းရေးအစိုးရတရက်ပေါ်ပေါက်လာဖို့အတွက်မြန်မာပြည်သူများအပါအဝင်တော်လှန်ရေးအားစုများအလုံးစီးရင်နဲ့နိုင်ငံရေးနောက်တဆင့်တက်နိုင်ရေးအတွက်ဝိုင်းဝန်းတွန်းအားပေးစူးစမ်းကြရန်လိုအပ်ကြောင်း ။ NUG ဝန်ကြီးဒေါက်တာစောဝေစုကတိုက်တွန်းပါတယ်။အဲ့ဒါကိုဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့နောက်ထပ်ရွေးမယ့်အရွေးစီရေးအရာနိုင်ငံရေးအရာအရွေးတွေပေါ်မှာအများကြီးမူတည်တယ်။အဲ့ဒီအရွေးတွေကောင်းဖို့လိုတယ်။အဲ့ဒီအရွေးတွေကိုရွေးအောင်အားလုံးဝိုင်းပြီးတော့တွန်းဖို့လိုတယ်လို့အားလုံးသဘောတူတယ်။အလုံးကအဲ့ဒီလိုဆုံးဖြတ်ပြီးတော့စ조사ပြီးလုပ်နေကြတယ်လို့ကျွန်တော်နားလည်ပါတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။ NUG ဝန်ကြီးဒေါက်တာဇော်ဝေစုဟာပြည်ပမှာရောက်ရှိနေရမှာယခုနှစ်စံပိုင်းမှာ ပြည်တွင်းကိုအပြီးပြန်လာခဲ့တဲ့ပထမဦးဆုံးသောပြည်တော်ပြန် NUG ဝန်ကြီးတဦးလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ဇီကုန်းမှာ PDF ကိုဂယုမဆိုင်ဟုဆိုကာပစ္စတိုတနက်ခါကြထိုးရိပ်သွားလာနေတဲ့လက်နက်ကင်ပြူစောတီဘာတန်ပြစ်ခတ်ခံရပြီးတိတ်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းဇီကုန်းမြို့နယ်မှာပြည်သူများထံမှစစ်မှုတန်းကြီးတောင်းခံပြီး PDF များကိုဂယုမဆိုင်ဟုကြွေးကြော်နေတဲ့လက်နက်ကင်ပြူစောတီဘာတန်ပြစ်ခတ်ခံရပြီးတိတ်ဆုံးခဲ့ကြောင်း တယဝရီခိုင်တရင်တက်တခွဲနဲ့ Phoenix DF တပ်ဖွဲ့မှတာဝန်ရှိသူများကပြောဆိုပါတယ်။ဇွန်လ20ရက်နေ့ည9:40မိနစ်ခန့်အချိန်မှာဇီကုံမြို့နယ်ရွှေဖလားရွာမှာအကြမ်းဖက်စစ်တပ်တောက်တိုင်ပြူစောတီကလားခဘာတန်းကိုပဲခူးတိုင်းစစ်ဌာနအမှတ်20နှစ်ပြူဟာတယဝရီခိုင်တရင်တက်တခွဲနဲ့ Phoenix DF မှတော်လန်ရေးရဲဘော်များက၎င်းနေအိမ်အတွင်းကိုတွားရောက်ပစ်ခတ်တိုက်ခတ်ရာမှာပွဲချင်းပြီးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။တေဆုံးသွားတဲ့ပြူစောတီကလားခဘာတန်းဟာ ပစ္စတိုတလက်ကိုခါမှထိုးပြီးရက်ရွာထဲမှာစစ်မှုတန်းကြည်ပေးရမယ်လို့ချင်းချောက်တောင်းဆိုနေကစစ်မှုတန်းထည့်မယ်လို့ဆိုကလူငယ်များကိုစစ်မှုတန်းဖြစ်ဆွေးသွင်းနေသူဖြစ်ကြောင်းဒါအပြင် PDF များကိုလည်းဂယုမဆိုင်ကြောင်းကြွေးကြော်နေသူဖြစ်ကြောင်းသိရှိရပါတယ်ထို့သောပြည်သူများကိုနီလန်းမျိုးစုံဖြစ်ဒုက္ခပေးနေပြီးအချမ်းပတ်စစ်ကောင်စီရဲ့တောက်တိုင်ဖြစ်လုံဆောင်နေခြင်းကြောင့်တော်လန်ရင်တပ်ဖွဲ့များကတွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတာယာဝရီခိုင်တရင်တက်ခွဲနှင့် Phoenix DF တပ်ဖွဲ့မှတာဝန်ရှိသူများကပြောဆိုပါတယ်။ တာယာဝရီခိုင်တရင်တတခွဲနှစ် Phoenix DF တပ်ဖွဲ့အနေနဲ့စစ်သားရဲပြူစောထီးမြောင်းနဲ့စစ်တပ်ထောက်တိုင်များကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများထိခိုက်မှုမရှိစေရန်၎င်းတို့အနီးတစ်ဝိုက်မှာတောလာလှုပ်ရှားခြင်းမပြုလုပ်ကြပါရန်အသိပေးနှိုးဆော်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကြောက်ဖြူတိုက်ပွဲအတွင်းကနေပုံစံမျိုးစုံနဲ့ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုစစ်ကောင်စီဘက်ကပြန်လည်ဖမ်းဆီးနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ်အရခတက်တော် AA နဲ့စစ်ကောင်စီတက်တို့အကြဖြစ်ပွားနေတဲ့ကြောက်ပြုံမြို့နယ်တိုက်ပွဲအတွင်းမှာတိုက်လို့ခိုက်လို့စိတ်မရှိတဲ့စစ်ကောင်စီတက်ဖွဲ့ဝင်အချို့မှာပုံစံမျိုးစုံနဲ့ထွက်ပြေးနေလျက်ရှိရာထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်သားအချို့ကိုလိုက်လံရှာဖွေနေပြီးထွက်ပြေးနေတဲ့တပ်သားအချို့ကြောက်ပြုံမြို့မှာရှာဖွေဖမ်းဆီးရရှိမှုတွေရှိနေတယ်လို့သိရှိရပါတယ်စစ်မတိုင်လို့တဲ့တပ်ကနေထွက်ပြေးနေတဲ့တပ်ပြင်းနဲ့တပ်ပြင်းလက်ခံအင်တွေကိုမနေ့ကဇွန်လ22ရက်နေ့ကစစ်တပ်ဘက်ကနေအင်အားအများအပြားနဲ့ ကြောက်ပြုံမျိုးကလဘာတောင်ရက်ကွက်နဲ့တူးချစ်ရက်ကွက်ကိုဝင်ရောက်ရှာကြတယ်။ထွက်ပြေးတိမ်းရှောင်နေတဲ့တပ်ပြေးတွေကိုရောလက်ခံထားတဲ့အင်ရှင်ကိုရောတခါတည်းခေါ်သွားတယ်။တရင်ပေးတရှူတွေရှိနေလို့ပေါ့။တရင်ရလို့အခုလိုအင်အားအများကြီးနဲ့လာဖမ်းသွားတာအများစုကပြည်သူစစ်တွေဆိုတော့စီရင်အတွေ့အကြုံကလည်းမရှိတကယ်စစ်တိုက်ချင်းလို့တက်သေးကိုဝင်ခဲ့ကြတာမှမဟုတ်တာအတင်းအကျပ်စစ်မှုထမ်းရတယ်ဆိုတာလဲတေမာကိုလူတိုင်းကြောက်တာပေါ့အခုသူတို့တွေအတုံးချခံနေရတယ်လို့ ပြည်သူစစ်မှုထမ်းမိသားစုဝင်တွေနဲ့နီးစပ်သူကြောက်ဖြူဒေသခံတအူးကပြောဆိုပါတယ်စစ်ကောင်စီဟာပြည်သူစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးနောက်ကြောက်ဖြူနဲ့စစ်တွေမျိုးနဲ့အတွင်းကဒေသခံတွေအပါအဝင်မွတ်စလင်လူငယ်အများပြားကိုလည်းအတ္တမအတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်ပြီးစစ်တင်နှန်းပေးနေပါတယ်လက်ရှိမှာကြောက်ဖြူမျိုးနဲ့အတွင်းနှစ်ဖက်အပြင်းထန်တိုက်ခိုက်နေခြင်းမရှိပေမဲ့လည်းစစ်ကောင်စီဘက်ကလက်နက်ကြီး drone navy ကနေလက်နက်ကြီးများပစ်ခတ်နေခြင်းမှာအချိန်ပြည့်ပြုတ်လုံနေကြောင်းသိရှိရပါတယ် စည်ရေးနိုင်ငံရေးနဲ့တတမန်ရေးအရာအလွန်အရေးပါနေတဲ့ကြောက်ဖြူမျိုးကိုလက်လွတ်မဆုံးရှုံးရစေရေးအတွက်စစ်ကောင်စီကအင်အားအများပြားဖြည့်တင်ပြီးကြီးရည်လီသုံးခုပေါင်း၍အရခတတော် AA တပ်ဖွဲ့ဝင်များရှိရာဒေသကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေလည်းပြုလုပ်နေကြောင်းမြေပြင်တရင်ရင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာထမှတ်တင်ဆက်ပေးကြတာကတော့ငင်းချင်ရေးဆွေးနွေးပွဲအတွက်နေပြည်တော်မှာလုံခြုံရေးတိုးမြှင့်ထားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာနေပြည်တော်မှာစစ်ကောင်စီကဒုတိယအကြိမ်ဖြစ်ပြုလုပ်မဲ့ ငင်းချင်ရေးဆွေးနွေးပွဲအတွက်လုံခြုံရေးတွေကြိုတင်တိုးမြင့်ထားတယ်လို့နေပြည်တော်သတင်းအရှင်းမြစ်ထံကနေသိရှိရပါတယ်။ငင်းချင်ရေးဆွေးနွေးပွဲကိုလာမယ့်ဇွန်လ25ရက်နေ့မှ28ရက်နေ့အထိနေပြည်တော်မှာပြုလုပ်သွားမှာဖြစ်ပြီးဒီဆွေးနွေးပွဲဖွင့်ပွဲကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်သွားဖွယ်ရှိနေပြီးလုံခြုံရေးတွေကိုတော့အခုကတည်းကတိုးမြင့်ထားတာဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့အခုနဲ့မက်လာကလည်းနေပြည်တော်မှာရှိတဲ့ MICC2 ခန်းမှာငင်းချင်ရေးစကဝိုင်း Peace Talk ကိုပြုလုပ်ခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာတော့အဆိုပါ MICC2 အနာတဝိုက်ကိုရင်းနဲ့ပြည်သူစစ်လုံခြုံရေးတွင်အင်အားတိုးထားတယ်လို့နေပြည်တော်ဒေသခံကပြောပါတယ်ဒီတစ်ချိန်ငင်းချင်းရေးဆွေးနွေးပွဲကိုတော့ငင်းချင်းရေးတရားဥပဒေစိုးမိုးရေးနဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက်ရည်ရွယ်ပြီးပြုလုပ်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်နေပြည်တော်မှာစစ်ကောင်စီကငင်းချင်းရေးဆွေးနွေးပွဲတွေအချိန်ချင်းခေါ်ယူကျင်းပနေပေမယ့်မြန်မာနိုင်ငံဒေသအနက်စစ်ကောင်စီတပ်တွေကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေ စစ်ကြောင်းထိုးရွာမိရှို့မှုတွေကိုဇက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ငင်းချင်ရေးဆွေးနွေးရမှာလဲစစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲမဖြစ်တဲ့လက်နက်ကင်အဖွဲ့တွေကိုသာခေါ်ယူတွေ့ဆုံဆွေးနွေးနေတာဖြစ်ပြီးစစ်အာဏာရှင်ကိုတော်လန်တိုက်ခိုက်တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေနဲ့တော့တွေ့ဆုံဆွေးနွေးတာမျိုးမရှိပါဘူးခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လန်ရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြမပြည်သူပြည်သားအပေါင်းအချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသိကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။